နောက်ထပ်တင်ဆက်ပေးမယ့်အကစားသတင်းကတော့ PFA တနစ်တာအကောင်းဆုံးကစားသမားစုနဲ့လူငယ်အကောင်းဆုံးဘောလုံးသမားစုကို Grab Bay ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စပါအသင်းရဲ့တောင်ပံကစားသမား Grab Bay ဟာယခုနှစ်ရာသီအတွက် PFA တနစ်တာအကောင်းဆုံးကစားသမားစုနဲ့လူငယ်အကောင်းဆုံးဘောလုံးသမားစုတွေကိုတပြိုင်တည်းထက်စုခူးသွားခဲ့တယ်လို့သိရပါတယ်။ PFA တနစ်တာအကောင်းဆုံးဘောလုံးသမားစုအတွက်စကားတင်စင်းမှာတော့ဘေးဟာမန်ယူအသင်းမှာဗန်မာစင်နဲ့ကာရိတ်ချယ်ဆီအသင်းမှာဟာဇက်နဲ့မာတာ လီဗာပူးအတွင်းမှာဆွာရက်စ်တို့နဲ့အတူပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ဘေးဟာယခုနှစ်ရာသီအတွက်ပရီးမီးယားလိဂ်အတွင်းကို16ဂိုးရရှိထားပြီး25ဂိုးသွင်းတဲ့ဘန်ပါစီနဲ့23ဂိုးသွင်းထားတဲ့ဆွာရက်ဒိုစ်နောက်မှာတတိယမြောက်ဂိုးအများဆုံးသွင်းတဲ့ကစားသမားလည်းဖြစ်ပါတယ်။ဘေးဟာ2017ခုနှစ်ကလည်းတနှစ်တာအကောင်းဆုံးဘောလုံးသမားဆုကိုစွခုခဲ့မှုရာမာဟူဂျ်အလန်ရှိယာအွန်နရီနဲ့စီရိုနယ်ဒိုတို့နောက်ပိုင်းမှာအဆိုပါဆုကိုနှစ်ကြိမ်မြောက်ရရှိခဲ့တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ဒါအပြင်1989ခုနှစ်က အင်ဒီဂရိတ်နဲ့2008ခုနှစ်ကရရှိခဲ့တဲ့စီရိုနယ်ဒိုတို့နောက်ပိုင်းအကောင်းဆုံးစုနဲ့လူငယ်စုတို့ကိုတပြိုင်တည်းရရှိခဲ့တဲ့တတိယမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ဘေးဟာလူငယ်အကောင်းဆုံးဘောလုံးသမားစုကိုချယ်ဆီအသင်းရဲ့တောင်ပိုင်းကစားသမားဟာဇန်နဲ့အပြိုင်ဖြစ်ပြီးရရှိခဲ့တာဖြစ်ပါတယ်။ ိုကအဆက်မပြတ်ချောက်ဆိုးချွတ်ချက်နေမယ်ဆိုရင် Primax နဲ့မှအဆင်ပြေမှာပေါ့ Primax လေးကလေတောင်းထဲမှာရှိတဲ့ချွတ်လိုက်တွေကိုဖယ်ရှားရှင်းလင်းပေးလို့ချောက်ဆိုးတာကိုတတစေပြီးစိတ်ပျော်ရွှင်မှုကိုရရှိစေမှာအမှန်ပါချောက်ဆိုးချွတ်လိုက်ပျောက်ခင်းအောင် Primax ဆေးကိုဆောင်း